ဖို့နေရာတွေမှာပြန်လည်ဖွင့်လှစ်ခဲ့တဲ့တဲ့နဲ့ Europa League Semi-final ပထမအကြိမ်မှာ Manchester United အသင်းနဲ့ Spa အသင်းတို့ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့တဲ့အဆရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့မန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်မှာဇနီးဖြစ်သူက၎င်းနဲ့လူမှုရေးဖောက်ပြန်နေတဲ့အမျိုးသားနဲ့ပူးပေါင်းပြီးခင်မိုးဖြစ်သူကိုတပ်ဖြတ်ဖို့စေခိုင်းမှုကိုဖော်ထုတ်နိုင်ခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်မှာ ဧပြီလ29ရက်ကဖြစ်ပွားခဲ့တဲ့ခင်မောဖြစ်သူကိုဇနီးဖြစ်သူက၎င်းနဲ့လူမှုရေးဖောက်ပြန်နေတဲ့အမျိုးသားနဲ့ပိုးပေါင်းပြီးလှုပ်ကြံတက်ဖြတ်ခဲ့မှုကိုဖော်ထုတ်ဖန်ဆင်းနိုင်ခဲ့တယ်လို့သိရပါဗျ။ဧပြီလ29ရက်မနက်7:00နာရီမှာမဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ကွက်38လမ်းနဲ့38လမ်းကြားတင်ကစားပလန်အနောက်မှာရှိတဲ့ Happy Life လဖေးဆိုင်ပိုင်ရှင် ဖြစ်သူအသက်50အရွယ်ဦးအောင်နေမျိုးဟာလဖေးဆိုင်အိမ်ခန်းအတွင်ကြည်တိမှန်တရားရီနဲ့အသက်ခံထားရကြောင်း ၎င်းရဲ့ဇနီးဖြစ်သူဒေါ်ရွှေစင်ဝင်းရဲ့ဖုန်းဆက်အကြောင်းကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွားရောက်ဆစ်ဆေးခဲ့ရာဦးအောင်နေမျိုးကိုလဖက်ရည်ဆိုင်အိတ်ခန်းအတွင်ခရင်ပေါ်မှာရာနှစ်ထင်ကနေကြီဖောက်ဝင်ပြီးဝဲနှစ်ထင်ကြီဖောက်ထွက်တရားတစ်ချက်ဝမ်ပိုက်မှာထိုးသွင်းတရားနှစ်ချက်တို့နဲ့သိဆုံးနေပြီးအခင်းဖြစ်နေရကနေ Time Arms 9mm စာရန်ပါကြီးကွန်တစ်ခုသိမ်းဆည်းရရှိခဲ့တဲ့အတွက်ပြည်မှုကျွလွန်သူတည်ရခန့်ကိုဖော်ထုတ်ဖန်ဆီးရရှိနိုင်ရေးအမှတ်9နယ်မြေရဲစခန်းက ရာသတ်သက်ကြီးပုံမှန်302နဲ့အမှုဖွင့်စုံစမ်းခဲ့တယ်လို့သိရပါတယ်။အမှုကပြင်းမှုကျွလွန်သူတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်မှုအတွက်အထူးအမှုစစ်အဖွဲ့ဖွဲ့ပြီးအခင်းဖြစ်ရက်စစ်ဆေးတာတပ်တွေတွေစစ်ဆေးတာမတင်ငါတည်ရခံတွေစုံစမ်းရှာဖွေတာတွေကိုဆောင်ရွက်ခဲ့ရာတည်ဆုံးသူဦးအောင်နေမျိုးရဲ့ဇနီးထောရွှေစင်ဝင်းဟာမတင်ငါပွဲအမှုရာပြည်ရင်းနေတာကြောင့်၎င်းကိုအသေးစိတ်စစ်ဆေးခဲ့ရာ ခင်မုန်းဖြစ်သူဟာ၎င်းကိုအမျိုးမျိုးညှဉ်းပန်းနှိပ်စက်တဲ့အပြင်၎င်းနဲ့အတူနေတဲ့မြေကိုမောင်နှမတွေကိုနေအိမ်ကနေအချိန်ချင်းမောင်းချတာကြောင့်စိတ်နာကြည့်ခဲ့ကြောင်းလွန်ခဲ့တဲ့တစ်နှစ်ကျော်က TikTok အသုံးပြုရာကနေ၎င်းနဲ့ချစ်ကြိုက်ခဲ့တဲ့ရန်ကုန်တိုင်းဒေသချင်းသီရိမင်္ဂလာဆေးအတွင်ကုံစင်းရောက်ချသူ33နှစ်အရွယ်ကိုစော်ဖြိုးအောင်ကိုမန္တလေးကိုခေါ်ဆောင်ပြီးအတူနေထိုင်ခဲ့ကြောင်းလွန်ခဲ့တဲ့တလကျော်ခန့်ကစတင်ပြီးမန္တလေးမြို့ကိုကိုစော်ဖြိုးအောင်ရောက်ရှိလာတဲ့အခါ၎င်းတို့နှစ်ဦးအတူနေထိုင်မှုအတွက်အောင်မြေသာဆန်မြို့နယ်ဒေါနာဘွားရက်ွက်အုတ်ဆက်ရက် အကွက်73မှာရှိတဲ့အဆောင်တဆောင်ကိုငှားယမ်းပေးခဲ့ကြောင်းဒေါ်ရွှေစင်ဝင်းက၎င်းကိုညှဉ်းပန်းနှိပ်စက်နေတဲ့ခင်မုန်းဖြစ်သူကိုလှုပ်ကြံတက်ဖြတ်ပေးဖို့ကိုဇော်ဖြိုးအောင်ကိုလွန်ခဲ့တဲ့ရက်အနေငယ်ကဖုန်းနဲ့ဆက်သွယ်ပြောဆိုတိုင်ပင်ခဲ့ကြတယ်လို့ထပ်ဆိုခဲ့ကြောင်းသိရပါဗျ။ဧပြီ25ရက်နေ့ညနေ6နာရီခန့်မှာစော်ဖြိုးအောင်ဟာရန်ကုန်ကနေမန္တလေးမြို့ကိုပြန်လည်ရောက်ရှိချိန်မှာ၎င်းကခင်မုန်းဖြစ်သူကိုလှုပ်ကြံတက်ဖြတ်ဖို့အတွက်လာရောက်ရမယ့်အချိန်နဲ့ခင်မုန်းဖြစ်သူအိတ်တဲ့နေရာတွေကိုအသေးစိတ်ထပ်မံရှင်းလင်းပြောပြခဲ့ကြတဲ့ ဧပြီ28ရက်မနက်ပိုင်းမှာကိုစော်ဖြိုးအောင်ကဥအောင်နေမျိုးအိတ်တဲ့အခန်းအတွင်းဝင်ရောက်ပြီးတနက်နဲ့လှုပ်ကြံပြစ်ခတ်တပ်ဖြတ်ခဲ့တာဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကိုစော်ဖြိုးအောင်နေထိုင်ဖို့၎င်းငှားရမ်းပေးထားတဲ့အောင်မြေသာဇံမြို့နယ်ဒေါနဘွားရက်ကွက်အုပ်ဆက်ရက်အကွက်73မှာရှိတဲ့အဆောင်ကိုဝင်ရောက်ရှာဖွေခဲ့ရာအဆိုပါအခန်းအတွင်းကနေလှုပ်ကြံတပ်ဖြတ်မှုကျွလွန်ရမှအသုံးပြုခဲ့တဲ့စစ်စွာအမျိုးအစား 9mm ပစ္စတိုတနက်တလက် GA နှစ်ခု၎င်းကြီး28တောင်းနဲ့စကူပီဆိုင်ကယ်တစ်စီးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျာ။ ပြင်းမွန်ကျွလို့သူကိုစော်ဖြိုးအောင်ဟာ၎င်းရဲ့ဇာတိဖြစ်တဲ့ ERA တိုင်းဒေသကြီးမော်ကျုံမြို့နယ်တကွန်တိုင်းကျုံဝါကျေးရွာကိုထွက်ပြေးတင်းရှောင်နေကြောင်းထပ်မံစုံစမ်းဖော်ထုတ်သိရှိရတဲ့အတွက် ERA တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ပေါင်းစပ်ညီနိုင်ပြီးဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာမေတရက်မနက်ပိုင်းမှာကိုစော်ဖြိုးအောင်ကိုတကွန်တိုင်းကျုံဝါကျေးရွာမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာခင်မုန်းဖြစ်သူကိုဇနီးဖြစ်သူက၎င်းနဲ့လူမှုရေးဖောက်ပြန်နေတဲ့အမျိုးသားနဲ့ပူးပေါင်းကလှုပ်ကြံတက်ဖြတ်ပြီး လိမ့်လဲသတင်းပေးတိုင်တန်းခဲ့မှုအောင်အသေးစိတ်စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးဖမ်းဆီးရမိသူတွေဖြစ်တဲ့ဒေါ်ရွှေစင်ဝင်းနဲ့ကိုစော်ဖြူအောင်တို့နှစ်ဦးကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ထပ်မံမီတင်ဆက်ပေးမှာကတော့ဖျော်မွန်မျိုးမှာနှစ်လကျော်ကြာပျောက်ဆုံးနေတဲ့အမျိုးသမီးငယ်တအုပ်ကိုတေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြောင်မုံမြို့မှာနှစ်လကျော်ကြာပျောက်ဆုံးနေတဲ့အမျိုးသမီးငယ်တအုပ်ကိုတေဆုံးနှစ်ရက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဖြာပုံမြို့မှာရဲစခန်းကတာဝန်ရှိသူတို့ကပြောပါရယ်ပြန်နေတဲ့တရင်တွေအတိုင်းကျုံတာကျေးရွာကမြို့သမီးကိုတေဆုံးလျက်ပြန်တွေ့တာဖြစ်ကြောင်းမိသားစုကလည်းအတီးပြုထားတယ်လို့၎င်းကဆိုပါတယ်။ပြန်တွေ့တဲ့ဓာတ်ပေါ်တွေကဖျာပေါ်မြို့နယ်ကျုံတာကျေးရွာကပျောက်သွားတဲ့သူမှန်ပါတယ်။အလောင်းကနှစ်လလောက်ရှိသွားတဲ့အနေထားပါ။မျက်နာတော့ပြက်နေပေမဲ့လက်မဝဲထားတဲ့ပလက်တီနမ်ကျိုးလေးရပါတယ်။အဲ့ဒီကျိုးလေးနဲ့ပျောက်သွားတဲ့သူဆိုတာမိသားစုကအတီးပြုတာပါလို့၎င်းကပြောပါတယ်။ အဆိုပါအမျိုးသမီးဟာဖျာပုံမြို့နယ်ကျုံတာကျေးရွာမှာနေထိုင်သူဖြစ်ပြီးဖေဖော်ဝါရီ22ရက်က နေရင်ကနေဆိုင်ငယ်နဲ့ထွက်သွားပြီးတဲ့နောက်အင်ကိုပြန်မလာဘဲပျောက်ဆုံးနေတာဖြစ်ပါတယ်။အဲ့လိုပျောက်ဆုံးပြီးတဲ့နောက်နှစ်လကျော်အကြာမှာဖျာပုံဘိုးကလေးကားလန်းပေးမှာတေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။စကိုင်းမြို့မှဈေးမှာရှိတဲ့ဈေးရုံတချို့ကိုအန်ဒီယေရှိအဆောက်အုံအဖြစ်သတ်မှတ်ပြီးယာယီဈေးရောက်ချဖို့နေရာတွေမှာပြန်လည်ဖွင့်လှစ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ။သခိုင်းမျိုးမဈေးမှာရှိတဲ့ဈေးရုံတချို့ကိုအနေရရှိအဆောက်အုံအဖြစ်သတ်မှတ်ပြီးမိုးလအတိုင်းပြန်လည်ဖွင့်လှစ်နိုင်မဲ့ဈေးဆိုင်ခန်းတွေနဲ့ယာယီဈေးရောင်းချရမယ့်နေရာတွေမှာမေလတရနေ့ကစတင်ဖွင့်လှစ်ရောင်းချခဲ့တယ်လို့သိရပါဗျ။အနေရရှိအဆောက်အုံအဖြစ်သတ်မှတ်ခဲ့တဲ့ဈေးရုံတွေဟာဂါကြီးယုံမြင်းကြီးတက်64ခန်း၊ဂါကြီးယုံပထမတက်64ခန်း၊ဘီယုံ132ခန်း၊ဒီယုံ128ခန်း နှစ်ထပ်ယုံကာကြီးယုံအပြင်လှည့်၃ခန်းနှစ်ထပ်ယုံ၅ယုံမြင်းကြီးတက်38ခန်းနှစ်ထပ်ယုံ၅ယုံ ပထမတက်38ခန်းဈေးခန်းမနဲ့ယုံခန်းတို့ဖြစ်ပြီးအဲ့ဒီဈေးယုံတွေမှာရှိတဲ့ဈေးဆိုင်ခန်းရှင်တွေဟာယာယီဈေးရောက်ချဖို့နေရာတွေမှာဖွင့်လှစ်ရောက်ချရမယ်လို့ထုတ်ပြန်ထားပါတယ်။မီဒီယာနဲ့ယာယီဈေးဖွင့်လှစ်ချိန်မှာအနေရမရှိပဲမူလအတိုင်းဈေးပြန်ဖွင့်နိုင်တဲ့ဈေးယုံတွေမှာနှစ်ထပ်ယုံတစ်ထပ်ယုံတွေကဈေးဆိုင်ခန်းပေါင်း662ခန်းဖြစ်တယ်လို့သိရပြီးဈေးဝင်ပေါင်းထွက်ပေါက်အနေနဲ့ဈေးအရှိတ်ဘိုးသိန်း ဝင်ပေါက်ဈေးအနောက်ဘက်ရွှေကိုင်းမန်းဝင်ပေါက်ဈေးအနောက်ဘက်မက်ပန်ဝင်ပေါက်ဈေးတောင်ဘက်မက်ခင်မြောင်းဝင်ပေါက်ယာယီစင်းရုံအနီးမှာရှိတဲ့နှစ်ထပ်ကင်းတဲဝင်ပေါက်တို့ကလည်းအသုံးပြုဆောင်ရွက်ရမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ဒီလိုယာယီစင်းဖွင့်လှစ်ချိန်မှာအနေအရှိဈေးရုံတွေကိုအကြီးစားပြုပြင်ဆောင်ရွက်သွားမှာဖြစ်ပြီးပြည်စည်းပါကငွေမူလအတိုင်းဈေးဆိုင်ခန်းတွေနေရာမှာပြန်လည်နေရာချထားမယ်လို့ထုတ်ပြန်ထားပါတယ် ကျွန်တော်တို့ဆိုင်ကန်းကနေရံတွေအပ်ထားလို့ပြန်လည်ပြုပြင်မဲ့အပိုင်းမှာပါတယ်။သုံးထပ်ဆောင်ကြီးကတော့အတော်ထိသွားတာမို့ဖြိုချမယ်လို့ကြားတယ်။ကျန်တဲ့အပိုင်းတွေကတော့အကြီးစားပြုပြင်ဆောင်ရွက်မှာဘယ်ဈေးရုံကဘလောက်ထိပြီးဘလို့လုံးမယ်ဆိုတာတိတိကျကျမသိရသေးဘူးလို့ဈေးဆိုင်ကန်းရှင်တအိုးကပြောပါရယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အားကစားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ Europa League Semi-final ပထမအကြိမ်မှာ Manchester United အနိုင်ရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါ။မေလ၁ရက်နေ့ ကြာသပတေးနေ့ကကစားခဲ့တဲ့ Europa League စီမီးဖိုင်နယ်ပထမအကြော့ပွဲစဉ်တွေမှာ Premier League ထိပ်သီးအသင်းတွေဖြစ်တဲ့ Manchester United အသင်းနဲ့ Spurs အသင်းတို့ဟာပြိုင်ဘက်အသင်းတွေကိုဂိုးပြတ်အနိုင်ရပြီးဘောလုံးပွဲတက်ရောက်ဖို့အခြေအနေကောင်းသွားခဲ့ပါတယ်။ဒီအသည့် Premier League မှာရလက်တွေစိုးရွားနေပြီးဝေဖန်ခံနေရတဲ့ Manchester United အသင်းဟာ Europa League စီမီးဖိုင်နယ်ပထမအကြော်အဖြစ် Spain Club Bilbao အသင်းကိုအဝေးကွင်းမှာကစားခဲ့ရပေမဲ့၃ဂိုးကိုမရှိနဲ့ဂိုးပြတ်အနိုင်ရခဲ့တာပါ Manchester United အတွက်ဂိုးတွေကိုပွဲချိန်မိနစ်30မှာကက်စီမီရိုပွဲချိန်38မိနစ်နဲ့45မိနစ်တွေမှာအသင်းကောင်းဆောင် Bruno Fernandes ကသွင်းယူခဲ့ပါတယ်။ပွဲချိန်35မိနစ်မှာ penalty area အတွင်းဂိုးသွင်းဖို့ကြိုးစားခဲ့တဲ့ Huilan ကိုပြပအောင်နောက်ခံကစားသမား BBN ဆွဲခဲ့တာကြောင့်တိုက်ရိုက်အနီးကပ်နဲ့ထုတ်ပယ်ခံရသလို penalty လည်းပေးခဲ့ရတာကြောင့် Manchester United အတွက်ပိုလွယ်ကူခဲ့ပြီးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ Sporting ကတော့အင်ကွဲမှာ Norway Club ဗိုတက်ကလင်အသင်းကို3ဂိုးတဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။စပါတင်အတွက်ဂိုးတွေကိုပွဲချိန်10မိနစ်မှာ Brandon Johnson 34မိနစ်မှာ Madison နဲ့62မိနစ်မှာ Solan Kiro ကပန်နယ်တီကနေတဆင့်သွင်းယူခဲ့ပြီးဗိုတက်ကလင်အတွက်ဂိုးကိုတော့ Sosness ကပွဲချိန်83မိနစ်မှာသွင်းယူခဲ့တာပါ။ Europa League semi-final ဒုတိယကြော်ပွဲစဉ်တွေကိုမေရှင်းရမကစားမှာဖြစ်ပြီးပထမအကြော်မှာကိုပြက်အနိုင်ရခဲ့တဲ့ Manchester United အသင်းနဲ့ Spurs အသင်းတို့ဘောလုံးပွဲတက်ရောက်ဖို့အခြေအနေကောင်းနေတာဖြစ်ပါတယ်။ 2024-2025ရာသီယူရိုပါလိဘောလုံးပွဲကိုတော့ပြည်ပအိုအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ဆန်မားမီစကွင်းမှာမေ21ရက်မှာကျင်းပသွားမှာဖြစ်ပါတယ်။မေလ2ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုဒိုင်းရထွန်းနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။ည7:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။